ဲဆိုတော့ကလည်းအဲ့လိုသူ့ရဲ့စိတ်စိတ်ကအဲအမြဲတမ်းဟိုပြောမလဲဆိုတော့ကိုကအတွေးသမားဆိုတော့လေတွေးပြီးအဲ့လိုတောင်းရောက်မြောက်နေဆိုတာဖြစ်တယ်အဲ့ခါကျတော့တစ်ဖက်ကလူနားလေပြီးလို့ဆိုတော့တကူးတကကြီးကောမမျောလင်းတော့ဘောနော်အဲ့လိုဆိုတော့ဆန္ဒအချစ်ခံနေလားဆိုတော့အချစ်တော့ခံနေတယ်ဒါပေမဲ့တစ်ချိန်လုံးချစ်ခံနေရလားဆိုတော့ဟောဘောစစ်ဖို့လည်းမတွေ့ဝီဘူးပြေရလည်းမဟုတ်အေးဘယ်လိုပြောရမလဲဆိုတော့အဲကိုယ့်ကကိုယ်တယောက်တည်းနေတဲ့ခါမျိုးမှာလည်းစစ်တပ်ပြော့တယ် နှစ်ယောက်အတူတူရှိရဲ့အချိန်မျိုးဖြစ်ခဲ့ရင်လည်းပြောမှာပဲအဲ့လိုမျိုးတတ်တတ်မတ်မတ်တော့မရှိဘူးတော့အဲ့လိုဟိုပုံအသားဖြူရာထက်ဆိုင်တော့ညိုတဲ့လူကိုကြိုက်တယ်အဲအဲ့အဲ့တော့ဆိုတဲ့သဘောကျတဲ့ပုံစံမျိုးပေါ့နော်မိမရလေးဖျက်ရတယ်ဆိုတာက တခြားတော့လည်းအဲ့လိုမျိုးပေါ့နော်ပြည့်ပြည့်စုံစုံဘဝတွေကလာတယ်ဒါပေမဲ့လည်းအရင်ထက်မြက်နေကြတယ်မိမတွေရှိတယ်ချိုးချောက်လည်းဘဝတွေကအဲစူးစားရတယ်အမြင့်အောင်ရောက်ဖို့အတွက်အာစိတ်အားထက်သန်ဖို့ရွှဲနေတယ်ဆိုတော့ဘဝဘေးခြေနေရကိုထက်ကိုထက်မြက်ရမယ်ပန်အောင်တန်မာမယ်ဆိုတောင့်ခံနေမိမတွေလည်းရှိတယ်အဲမိမကမိမပါပဲမျိုးသမီးတွေဆိုတာကကြတော့မျိုးသားတွေတဲ့အားနွယ်တာအားနွယ်တာပဲခံစားတတ်တာ ခံစားတတ်တာပဲချစ်ခင်နေတာချစ်ခင်နေတာ တော့အဲ့အဲ့ဟာအမျိုးသားတွေကနားမလည်ရဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲထက်မြက်တဲ့တန်မာပါတယ်ဆိုရင်မိန်းမတွေမှာလည်းသူတို့ကပြိုလဲတဲ့အချိန်ဆိုတာရှိရမယ်ယောက်ျားလေးတွေဒီလိုပဲပေါ့နော်သူတို့လည်းဘလောက်ပဲတတ်မာရဲပြောပြောသူတို့မျက်ရည်ကျတဲ့အချိန်ဆိုတာရှိကြတယ်ရှိမှာပဲအဲအကြောင်းလက်တွဲပေါ်ဆိုတာကြတယောက်နဲ့တယောက်အားနေချက်တွေကိုဖြစ်ဆွက်နားလေပြောတယောက်ဟိုဘယ်လိုပြောရမလဲဆိုတော့စိတ်သက်တွေကြနေတဲ့အချိန်အားငယ်နေတဲ့အချိန်လိုအပ်နေတဲ့အချိန်မှာဘေးနားမှာဟိုစိတ်သက်ခွန်အားပေးတာပဲဖြစ်ဖြစ်ဘလို့အချိန်တွေပဲဖြစ်ဖြစ်အော်ငါ့မှာတယောက်တော့ရှိနေတယ်ငါ့အတွက်ရှိနေတယ်ဆိုတော့ feeling ခံစားရစေရလीเนาะအဲ့လိုမျိုး feeling ကိုမခံစားရစေဘူးဆိုလို့ရှင်တော့အဲ့ဒါလက်တွဲပုံမဟုတ်ဘူးကိုနဲ့တကယ်ချစ်တဲ့လူကကိုနဲ့အတူတူရှိကြတယ်ဘဝတစ်ခုမှာစူးစားကြတယ်သူ့ဘဝကိုလည်းသူစူးစားနေတယ်တော့ကို့ဘဝကိုလည်း तू ကမြင့်တက်အောင်လို့သူ့အနေနဲ့အဲ့လိုစိတ်ပိုင်းဆိုင်ရာ mental supporting လေးလုပ်နိုင်တယ်သူ့ဘာသူလည်း तू အမြဲအဲ့လိုဟို up ဖြစ်အောင်စူးစားနေရပါတော့အဲ့လိုမဟုတ်ဘူးနင်ကစူးစားနေလို့နင်ကအမြဲတမ်းပဲဒီအာအလုံးနဲ့ပတ်သက်နင်က serious ဖြစ်ပြီးတော့နင်ကိုအယံတော်နေလို့အာနင်က ငါနဲ့တော့အဆင်မပြေပါဘူးဆိုလို့ရှိရင်လည်းအဲ့ဒါကြီးကတကယ်တမ်းကျတော့လေတောက်နဲ့တရနားလည်မှုမရှိတော့ဘူးလို့ပြောရမှာပေါ့တကယ်ချစ်တဲ့လူကတကယ်နားလည်မှုရှိတယ်ကိုအောင်မြင်တယ်လို့သူ့လည်းအောင်မြင်စေချင်တယ်အတူတူဘွားတစ်ခုမှစ조사ပြီးတော့ရဲဘော်ရဲဘက်စိတ်နဲ့တက်တက်ပြီးပေါ့နော်အဲအဲ့တော့ကောင်းပါလေဆိုတော့အဲ့လိုတစ်ချိန်လုံးကြီးအချက်ခံရင်းနေရတာဆိုလည်းမဟုတ်ပြည်တော့တခါကျပုံလေးတတရှိရလေးပါလေဖင်လေးမှာမြင်းလေးခလဲမားချစ်တစ်ကလေးခေါင်းရောက်တော့ပါလေယုံလေးနဲ့မွေလေးနဲ့ဆက်သွားအဲ့မှာဗလဲငါစိတ်ကိုယ်တဲ့ဘယ်သူမှနားမလဲ အောင်ဦးရဲဆိုတော့အေးအဲ့တော့ဟုတ်တယ်လို့သူစိတ်ကကွယ်ဖင်ရမြင်ခလေးကစက်တဲ့နဲ့ခေါင်းပိုက်ပါယုံဖြစ်နေပါတော့ကိုစိတ်ကိုယ်တော့ဗာဒါပလဲဆိုသူများနားလဲပြီးဟိုသာခဲရင်တာပေါ့နော်အဲ့ခါကျတော့တခါကျလည်းဟုတ်တယ်လူတွေကကိုစိတ်တောင်ကိုနားမလဲဘာဖြစ်ချင်တယ်ဆိုတာအင်းအခုနေမလာရှန်ကောစားကျင်လိုက်အခုနေခောက်ဆွဲကျော်စားကျင်လိုက်အဲ့လိုအဲ့လိုဖြစ်တတ်တာမျိုးနေစိတ်ကဆိုတာအဲဆိုတဲ့ခါလည်းအဲ့လိုသူ့ရဲ့စိတ်စိတ်ကအဲအငြင်းရန်ဟိုဒီပြောမလဲဆိုတော့ကိုအတွေးသမားဆိုတော့လေတွေးပြီးအဲ့လိုတောင်းရောက်မြောက်နေဆိုတာဖြစ်တယ်အဲ့ခါကျတော့ တစ်ဖက်ကလူနားလဲပေးဖို့ဆိုတာတကူးတကားကြီးတော့ကမမျော်လင့်တော့ဘောနော်အဲ့လိုဆိုတော့ဆန္ဒအချက်ခံကျင်လားဆိုတော့အချက်တော့ခံကျင်တယ်ဒါပေမဲ့တစ်ချိန်လုံးချက်ခံကျင်နေရလားဆိုတော့ဟောအဲဘယ်လိုရှိဖို့လို့ဆစ်ဖို့လဲမတွေ့ဝီဘူးပေးဝရလဲမဟုတ်အေးဘယ်လိုပြောရမလဲဆိုတော့အဲကိုယ့်ကကိုယ်တယောက်တည်းနေတဲ့အခါမျိုးမှာလဲစတဲ့ပြောတယ်နှစ်ယောက်အတူတူရှိရဲ့အချိန်မျိုးဖြစ်ခဲ့ရင်လဲပြောမှာပဲ ဒါပေမဲ့ကိုယ့်ကိုယ်တယောက်တည်းနေခြင်းနဲ့မီတိုင်းဆိုတာလေလူတိုင်းမှာရှိရတယ်နော်အများကြီးမြောက်မြောက်ကြီးသွားပြီးဟာမြောက်ကြီးတူတူရှိခြင်းနဲ့ဆိုတာဆက်တခါကျအဲ့လိုအချိန်လုံးအချိန်လုံးရှိခြင်းနဲ့လူမျိုးတွေမှာမပါဘူးကိုလို့ဆရာရှိရလဲကိုလုံးမယ်သူလို့ဆရာရှိရလဲသူလုံးမယ်အဲပြီးလို့ရှိရင်ကြောက်နေတယောက်အကောင်းဆုံးတွေမျှပြီးဘဝကိုချစ်တတ်ကြမယ်ပေါ့နော်အဲအဲ့လိုမျိုးပို့ဖြစ်တယ်ထက် No terrace ဟဲ့ဘယ်လိုလဲဟောဆိုင်ဆိုင်ကတော့အချင်းချင်းတားလို့ပြောပါအချင်းချင်းတဲ့လို့ပဲပြောပါတိုက်ပွဲပါဟုတ်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 တကယ်ဆိုရင်ဆိုင်ရတာ tourist ကဟုတ်တယ်အရင်အရင်ချစ်တတ်တာနော်ဒါပေမဲ့ tourist ထဲမှာအရင် significant ဖြစ်တာဆိုအစားတောက်ကြိုက်တာဟုတ် tourist ရအဲ့ဒါတော့အရင်မှန်ဆိုတော့အဲ့လိုအရင်အစားတောက်ကြိုက်တယ်အဲပြီးရခါကျတော့နည်းနည်းခေါင်းမှခေါင်းမှအဲ့တော့ကြောင့် ဒါပဲလိုချင်နေဆိုရင်ဒါပဲပဲအဲ့လိုချင်တဲ့အချိန်မှာအဲ့လားမရရင်မလိုတော့ဘူးအဲ့လိုမျိုးရှိတယ်ချက်သူကစားတော့ကိုကြိုက်အရန်ကြိုက်တယ်ဟုတ်တယ်ဟုတ်ပါအရန်ကြိုက်တဲ့စားတောက်ကလေးကိုချစ်သူနဲ့အတူစားရဖြစ်နေကြိုက်တာပါအဲအချင်းနဲ့စားတောက်တစ်ခုယူပါဆိုရင်စားတောက်ပဲဒီလိုလဲစားတောက်ပဲစားတောက်ပဲဟုတ်တယ်အဲ့လိုမျိုးဘာဘယ်လိုပြောရမလဲနော်စားတောက်ကကိုကြိုက်တဲ့စားတောက်ကိုရှေ့ရောက်ပြီဆိုရင်ရှင်းခုံနေရဟုတ်ပါ အဲ့လိုဖြစ်နေတာစစ်တဲ့တွေ့တာလောက်ရေမပေါ့ဟုတ်လေစောတာလို့ပေါ့အရေးကြိုက်တဲ့အစားအသောက်ကိုချစ်တဲ့လူနဲ့စားပါတယ်ဆိုမှာမစားရင်ခေါ်ပါဘူးအရန်ပေါ့တက်ပေါ့အဲ့လိုမျိုးတတ်တတ်မမတ်တော့ရှိဘူးတော့အဲ့လိုဟိုပုံအသားဖြူတာထက်စားရင်တော့ညိုတဲ့လူကိုကြိုက်တယ်အဲအဲ့ဒါတော့ဆိုတဲ့သဘောကြားရဲ့ပုံစံမျိုးပေါ့နော်ညိုတဲ့လူကိုကြိုက်တယ်ဖြူတဲ့လူကိုလည်းမကြိုက်ဘူးလားဆိုတော့လေအဲ့လိုမျိုးမဟုတ်တော့ဘယ်ကိုယ့်ရဲ့ကို prefer ပို့ဖြစ်တာလို့အသားညိုတဲ့လူကို prefer ဖြစ်တယ်အဲ့အဲ့လိုဖြစ် စကားတွေမှာတော့မမအူဆိုတယ်ဒါပေမဲ့သာ character ရဲ့ main မှာရော represent လုပ်တဲ့ character ဖြစ်နေကွာမမအူဆိုလည်းမျိုးသမီးတွေကိုစားပြုတယ်ညာလေးဆိုလည်းမျိုးသမီးတွေကိုစားပြုတယ်ဆိုတော့ခံစားကြတာပေါ့နော်ဒါပေမဲ့ညာလေးတော့ဆိုလို့ရှိရင်လေ तू က main ကလေးဘက် side ကနေဆိုရင်ယောက်ျားလေးပဲခံခံစားတာပေါ့နော်ဆိုတော့အသေးကွဲရဲဆိုတော့မိန်းမတွေပဲကွက်ပြီးတော့အသေးကွဲတာမှမဟုတ်တာယောက်ျားလေးလည်းအသေးကွဲမှုကြရဲဆိုတဲ့ခါကျတော့အဲ့လိုမျိုးဟိုကိုချစ်ရတဲ့လူနဲ့တတလုံးဝေးกว่าမယ်ဆိုတဲ့အောင်မခံစားနိုင်ဘူးဆိုတဲ့ feeling ရှိရတဲ့လူတွေလည်းရှိမှာပဲနေတော့တချို့ကျတော့လည်းလုံးဝဟန်မဆောင်နိုင်မင်းနဲ့ ပြိုလဲလူရှိရင်လည်းရှိမယ်တချို့ကတော့ဟန်ဆောင်မျိုးဘဝအားတင်းနေရတယ်လည်းရှိရင်ရှိမယ်ဒါပေမဲ့အချိန်မှာဖြေခဲ့တဲ့တော့အချက်ချက်အရေးကြီးရဲ့အကြောင်းညာရဲ့လောက်ကမှအများကြီးရှိတယ်ဆိုတော့အဲ့ဒီအတွက်ကွာလူတွေကအာဟို struggle လုပ်နေကြရတာ daily life ကို struggle လုပ်နေကြရတဲ့ခါကျတော့စမပြောသလိုပေါ့အချက်တော့ချက်တယ်ဒါပေမဲ့လည်းဦးစားပေးမှမရှိတော့ဘူးလို့ဖြစ်တာ